တောင်တန်းပေါ်ကစိတ်ပင်နေပဲဖြစ်ပါတယ်။ကချင်ပြည်နယ်တောင်တန်းရှမ်းပြည်နယ်တောင်တန်းပေါ်မှာဒီလိုစိတ်ပင်နေကိုအများကြီးတွေ့ရမှာဖြစ်ပါတယ်။တိုင်းသားလူတွေကလည်းအဆန်များများရတဲ့ဒီအစိတ်ပင်ကိုတောင်ပေါ်လူသူအရောက်ပေါက်နေတဲ့အဆူကလက်လန်းမမီတဲ့နေရာတွေမှာ တောင်ရခုတ်ထွန်ရှင်းလင်းပြီးတော့အခုလိုစိုက်ပြိုးကြတာဖြစ်ပါတယ်။မြင်းနဲ့တိုင်းပဲဗျာတောင်ပေါ်မှာတမျောတခိုးကြီးစိုက်ထားတာဖြစ်ပါတယ်။အစိတ်ပြင်းနေပါပဲ။ဒါဟုတ်ဒီအရွက်လူလေးကိုလူတို့ရှိရတော့ချက်စားကြတယ်ပြောပါတယ်။ချက်သားနဲ့ချက်စားကြတာဖြစ်ပါတယ်။အများကြီးစားရင်တော့မူကြီးအိတ်ပြောသွားတာလို့ပြောပါတယ်။ ခုမြင်တွေ့ရတာတော့အပင်ပေါက်လေးပဲဖြစ်ပါတယ်ခုမြင်တွေ့ရတဲ့ပင်ကတော့လူညွန်တုံးစီတဲ့ဘိမင်းနေပဲဖြစ်ပါတယ်မမြင်ဘူးတဲ့မိတ်ဆွေတို့အတွက်ဘုံသူတာအဖြစ်တင်ဆက်ပေးလိုက်ရခြင်းဖြစ်ပါတယ်